အားလုံးပဲမင်္ဂလာပါခင်ဗျာဒါကတော့တောက်ကြနေ့တရက်စာအတွက်ဖြစ်ပါတယ်ကျွန်တော်စာလေးနဲ့ရေးပြပေးထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုမကြော်ဘဲနဲ့အစာအဆုံးတေးချလေးကြည့်ပေးပါခင်ဗျာကျွန်တော်တို့အားလုံးရဲ့ဘဝမှာစိတ်ဖြည်စီမှုတွေစိုးရိမ်ပူပန်မှုတွေ ဆိုတာ အနေအမြကြုံတွေ့ရစမြဲပါပဲ။ တခါတလေမှာအဲ့ဒီအပူပင်တွေက ကိုကိုပူလောင်လွန်းတယ်လို့ခံစားနေရပြီးတော့ရှင်းဆက်ဖို့အတွက်ခက်ခဲနေတတ်ပါတယ်။ဒီနေ့ပြောပြပေးခြင်းတဲ့ဇလန်လေးကတော့အဲ့ဒီလိုစိတ်ရဲ့ဝင်ထုတ်ဝင်ပိုးတွေကိုဘယ်လိုစီမံခန့်ခွဲရမလဲဆိုတဲ့အသိပညာကို ပေးစွမ်းနိုင်မဲ့ဇလန်လေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ခြေတယောခါကတရားဘာဝနာကိုအစဉ်လေ့လာလိုက်စားတဲ့ဆရာတော်ကြီးတစ်ပါးရှိပါတယ်။ ဒီနေ့မှာတော့ဆရာတော်ကြီးဟာတရားတင်တဲ့တခုမှာတပည့်တွေကို သင်ကြားပို့ချပေးနေခဲ့ပါတယ်။သင်တန်းစာရိတဲမှာတော့အတွေ့များပြီးတော့စိုးရိမ်ပူပန်တတ်တဲ့မင်းခန့်လူခေါ်တဲ့လူငယ်လေးတစ်ယောက်လည်းပါဝင်ပါတယ်။ဆရာတော်ကြီးကသူ့ရဲ့ရှေ့မှာရှိနေတဲ့ရင်အပြည့်ထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ကိုလက်နဲ့ကင်မြောက်လိုက်ပါတယ်။ပြီးတော့တပည့်တွေကိုမေးလိုက်ပါတယ်။ကဲငါတပည့်တို့ ဒီဘန်ခွက်ဟာအလေးချိန်ဘယ်လောက်ရှိမယ်လို့ထင်ကြသလဲတပည့်တွေဟာတယောက်တစ်ပေါက်အပြည့်အမျိုးမျိုးပေးကြပါတယ်50ဂရမ်လောက်ရှိမယ်ဗျာ100ဂရမ်လောက်ပေါ့ဗျာအမျိုးမျိုးပေါ့အပြည့်တွေကိုကြားပြီးတဲ့အခါမှာတော့ဆရာတော်ကြီးကပြုံးတော်မူပြီးတော့အခုလိုပြန်မိတ်လိုက်ပါတယ်ဒီဘန်ခွက်ရဲ့အလေးချိန်အတိအကျကတော့အရေးမကြီးပါဘူး အရေးကြီးတာကတော့ဒီဘန်ခွက်ကိုဘလောက်ကြာကြာကင်ထားတယ်လဲဆိုတာပဲတပည့်တွေအားလုံးကနားမလည်တဲ့အရေးအယောင်နဲ့ဆရာတော်ကြီးကို ကြည်နေကြပါတယ်ဆရာတော်ကတော့စကားကိုဆက်ပြီးတော့ပြောလိုက်ပါတယ်တာတကအနေနဲ့ဒီဘန်ခွက်ကိုတမီးနှစ်လောက်ပဲကင်ထားမယ်ဆိုရင်တော့ဘာမှမဖြစ်ပါဘူးပော့ပော့ပါပါပါပဲတနာကြီးလောက်မယံမနာကင်ထားမယ်ဆိုရင်တော့ငါရဲ့လက်မောင်းတွေကစပြီးတော့ကိုက်ခဲလာလိမ့်မယ် တရက်လုံးသာဒီတိုင်းဆက်ကင်ထားမယ်ဆိုရင်တော့ငါရဲ့လက်မောင်းတွေဟာထုံကျင်ပြီးတော့လုံးဝမလုံရှားနိုင်တဲ့အထိဖြစ်သွားလိမ့်မယ်။ဇယားတော်ကြီးကတပည့်တွေရဲ့မျက်နာကိုတစ်ချက်ဝဲကြည့်လိုက်ပြီးတော့ဆက်ပြီးတော့ပြောပါတယ်။စိတ်ဝင်စားစရာကောင်းတာကတော့ဒီဖန်ခွက်ရဲ့အလေးချိန်ဟာတမိနစ်ကင်ထားချိန်မှာရောတရက်လုံးကင်ထားချိန်မှာရော ပြောင်းလဲမသွားဘူး။ ဒါပေမဲ့ငါကင်ထားတဲ့အချိန်ကြာလာတာနဲ့အမျှသူဟာငါအတွက်တော့ပို့ပို့ပြီးတော့လေးလံလာသလိုခံစားနေရတယ်။အခုငါတို့ပြောနေကြတဲ့စိတ်ရဲ့ဝင်တော့ဝင်ဖို့တွေစိုးရိမ်ပူပန်မှုတွေဆိုတာဟာလေဒီရေဖန်ခွက်နဲ့တပုံဇန်နဲ့ပဲ။အဲ့ဒီအခါကျမှတပည့်တွေဟာဆရာတော်ရဲ့ဆိုလိုရင်းကိုသဘောပေါက်နားလည်လာကြပါတယ်။မိခင်ဆိုတဲ့လူငယ်လေးရဲ့မျက်နှာမှာလေအသိဉာဏ်အလင်းအောင်တစ်ခုဖြတ်ပြေးသွားပါတယ် ဆရာတော်ကြီးကသူ့ရဲ့စကားကို အဆုံးသတ်လိုက်ပါတယ်။မင်းတို့ရဲ့စိတ်ထဲမှာပူပန်တရားတွေကိုခဏလောက်တွေးမယ်ဆိုရင်ဘာမှမဖြစ်ပါဘူး။ဒါပေမဲ့အဲ့ဒီအကြောင်းအရာတွေကိုပဲဒီနေ့လုံးတညာလုံးမစွန့်လို့ပဲနဲ့ဆက်တွေးနေမယ်။စောက်ကင်ထားမယ်ဆိုရင်တော့အဲ့ဒီအတွေ့တွေကမင်းတို့ကိုလေးလံပင်ပန်းစီပြီးတော့ဘာကိုမှ ကောင်းကောင်းမလုပ်နိုင်အောင်တဖြည်းဖြည်းဖြစ်သွားလိမ့်မယ်။ဒါကြောင့်တတိယပါ အချိန်တန်ရင်ကိုယ့်ရဲ့လက်ထဲကဖန်ခွက်ကို အောက်ကိုချဖို့အတွက်မမေ့ပါနဲ့ဒီဆက်လင်းလေးရဲ့ပေးကျင်တဲ့သင်ငန်းစာကတော့ရှင်းလင်းပါတယ်ကျွန်တော်တို့ဟာကိုယ့်ရဲ့ပူပန်သောကတွေကိုအမြဲတမ်းတည်ပိုးထားဖို့အတွက်မလိုပါဘူးတနေ့တားရဲ့အဆုံးမှာဖြစ်ဖြစ် စိတ်တွေအရန်လေးလံလာတဲ့အချိန်မှာပဲဖြစ်ဖြစ် ကိုကိုပြင်းမဲစေတဲ့အတွေးတွေကိုခဏတာဘေးဖယ်ထားပြီးတော့စိတ်ကိုအနာပေးဖို့လိုအပ်ပါတယ် ဝင်ထုတ်ဝင်ပိုးတွေကိုလွှတ်ချလိုက်တဲ့အခါမှာမှရလာမဲ့ပေါ်ပါလန်ဆန်မှုတွေနဲ့အတူနောက်တစ်နေ့အတွက်နောက်အခိုက်အတန့်အတွက်အင်အားသစ်တွေကိုပြန်လည်မွေးဖွားနိုင်မှာဖြစ်ပါတယ်။ဒီနေ့ရဲ့ဇာတ်လမ်းလေးကိုနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။နားမလည်တာသိချင်တာရှိရင်လည်းမေးလို့ရပါတယ်။